နယူးဇီလန်အစီအစိုင်မာယိုတိုင်းပြည်တွင်အာမခံကုမ္ပဏီဟာနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုခံနေရတဲ့အီရန်နဲ့ရုရှားရေနံတွေကိုတည်ယူဖို့ဆောင်ပေးနေတယ်။တင်းမောတွေကိုဖုံးကွယ်ပေးထားမှုဆွေးချက်တွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခံနေရတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ အသက်85နှစ်အရွယ်ဒီတဲ့နိုင်ငံသားဘောရန်ကင်းနဲ့သူ့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဒီကုမ္ပဏီဟာဒေါ်လာဗီလီယံရှိတန်ဖိုးရှိတဲ့အီရန်နဲ့ရုရှားရေနံတွေကိုတည်ယူပို့ဆောင်ပေးနေတယ်။ရေနံတင်သင်္ဘောတွေကိုအာမခံပေးထားပါတယ်။ဒီအာမခံကုမ္ပဏီမှာအာမခံထားတဲ့သင်္ဘောတွေဟာသူတို့ရဲ့အထောက်အထားတွေကိုဖုံးကွယ်ပြီးရေနံတွေနဲ့ကုန်စည်တွေကိုတည်ယူပို့ဆောင်ခွင့်ရနိုင်ကြောင်းစုံစမ်းစစ်ဆေးသူတွေကပြောကြားခဲ့ပါတယ်။ နယူးဇီလန်ရဲတပ်ဖွဲ့ဟာအခုလအတွင်းအုတ်ကလန်းမြို့နယ်ခရစ်ချတ်မြို့ရှိမာယိုတိုင်းမြူရဲကုမ္ပဏီရဲ့ရုံးခန်းတွေကိုဝင်ရောက်ရှာဖွေခဲ့ချိန်မှာနိုင်ငံတကာပိတ်ဆို့မှုတွေကိုချိုးဖောက်ဖွယ်ရှိတဲ့မှတ်တမ်းတွေကိုတင်စီရမိခဲ့ပါတယ်။မာယိုတိုင်းမြူရဲကုမ္ပဏီကတော့သူတို့ဟာအမှားရွေးတစုံတရာလုပ်မထားကြောင်းနဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်တဲ့တင်မောတွေကိုအာမခံမပေးဘဲတင်းကျပ်တဲ့လုံထုံးလုံနီးတွေကိုလိုက်နာကြောင်ပြောကြားခဲ့ပါတယ်။ ဗိုက်ကသတင်းဌာနရဲ့လေးလာတွေးရှိချက်မှာမယိုတိုင်းမြူရယ်ကုမ္ပဏီဟာအမေရိကန်ဥရောပသမဂ္ဂနဲ့ပြည်ထောင်စုမှာအမည်ပြက်စင်းသွင်းထားတဲ့လောင်စာတင်သင်္ဘောတွေကိုအာမခံပေးခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။မယိုတိုင်းမြူရယ်ကုမ္ပဏီရဲ့တဆင့်ခံအာမခံမိဖက်ကုမ္ပဏီတွေထဲမှာယူနီဗီဟန်နိုဗာရီနဲ့ MS အန်လင်းတို့လိုအနောက်နိုင်ငံတွေမှာနာမည်ကြီးကုမ္ပဏီတွေလည်းပါဝင်နေတာကြောင့်နိုင်ငံတကာပိတ်ဆို့မှုတွေဟာခိုင်လုံမှုရှိမရှိပေါ်မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်က2018ခုနှစ်မှာအီရန်ကိုပိတ်ဆို့ခဲ့ပြီး2022ခုနှစ်မှာရုရှားကပိတ်ဆို့ခဲ့ပြီးနောက်မိုက်ဒရိုင်းမြူတဲ့ကုမ္ပဏီရဲ့ဝင်ငွေတွေမြင့်တက်လာခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်ကဝင်ငွေတန်တရာကျော်တိရရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာနယူးဇီလန်အာဏာပိုင်တွေဟာအော်စတြေးလျဗီဒိအမေရိကန်တို့နဲ့ပူးပေါင်းဆောင်ရွက်နေပြီးမိုက်ဒရိုင်းမြူတဲ့ကုမ္ပဏီဟာပိတ်ဆို့မှုတွေကိုရှောင်လွှဲရမှာကူညီပေးခဲ့တာရှိမှရှိစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။